ပရိသတ်ကြီးအားလုံးစောင့်မျှော်နေကြတဲ့အပိုင်းရှိဇလန်းလေးအစမှာတော့အမြဲတက်ကြွနေတဲ့ရန်တယောက်နေမြင့်နေတာတော့အိယာကနေမနှိုးသေးပါဘူးနောက်တော့မှစိတ်ထဲမှာအတွေးတွေများပြီးနှိုးထလာတော့မှနေအတော်မြင့်နေတာကိုသတိထားမိလိုက်တယ်ဒီလိုနဲ့ရန်တယောက်ထလာတော့ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့တည်တည်ပန်းကြီးကိုကင်ပြီးရှောက်လာတဲ့ဖာနီချာကိုတွေ့လိုက်ရတယ်ရန်လည်းအစောကြီးနှိုးနေတဲ့ဖာနီချာကိုအစောကြီးရှိသေးတယ်ဝရီးကကောင်းလိုက်တာဘာလို့အစောကြီးထတာလဲလို့မေးတော့ဖာနီချာကအိုနီဆန်မှာအတွက်မနက်စာပြင်ပေးမလို့ပါ တိုင်းပြည်အတွက်ပေးဆက်ပြီးပင်ပန်းနေတဲ့အိုနီဆာမအတွက်မနက်စာကောင်းကောင်းလေးလုပ်ပေးချင်တာကြောင့်အခုလိုမျိုးအစောကြီးထပ်ပြင်လာတာလို့ပြောခဲ့ပါတယ်။ရန်လေစိတ်ထဲမှာဖာနီရှာတယောက်အိုဝါရီလုပ်နေတယ်လို့ထင်နေပေမဲ့ဒါကအိုနီဆာမအတွက်ပဲဆိုပြီးစိတ်ထဲတွေးနေပါတော့တယ်။ခဏနေတော့ရန်ကဖာနီရှာရင်သားတွေကိုကြည့်ပြီးတာမန်ထက်ပိုကြီးနေတာကြောင့်ဘာလို့အဲ့ဒီလောက်ထိကြီးနေတာလဲသဘောမကျဘူးလို့ပြောခဲ့တယ်။ဖာနီရှာလဲဘာလို့လဲသဘောကျမယ်လို့ထင်လာတာမကြိုက်ဘူးလားလို့ပြောခဲ့တယ်။ ရွမ်းလေစစ်တီတော်တယောက်အနေနဲ့အဲ့လောက်ကြီးကြီးနေတာအဆင်မပြေဘူး။တာမန်တက်လွန်ကဲနေတယ်လို့ခန်းစားရကြောင်းပြောခဲ့ပါတယ်။ဖန်နီရှာလည်းဘာမှမဖြစ်ပါဘူး။အိုနီဆာမာကတော့ဒါကိုသဘောကျမှာပါ။ပြီးတော့သူနေတဲ့ကဘာမှာလဲမိန်းကလေးတယောက်ရင်သားကဘလောက်ထိတောင်ကြီးလဲဆိုတာကိုသိကျင်တယ်လို့ဖန်နီရှာကပြောနေခဲ့တယ်။ဖြစ်ချင်တော့တစ်ဖက်ကဘာကမေဆူကီတက်နေတဲ့အကြောင်းမှာတငယ်ချင်းကကြီးထွားလာတဲ့မေဆူကီရင်သားတွေကိုကမ်းပြီးကြီးလာလိုက်တာ။ဘာဒီစားလို့ဘာဒီခိုးပြီးလေ့ကျင်နေလို့အခုလိုမျိုးကြီးလာတာလဲလို့မေးခဲ့တယ်။မေဆူကီကလည်းပုံမှန်ပါပဲ။ ဒီအရွယ်မှာအတူအဆန်းကြီးလုံမနေပါနဲ့လို့ပြောခဲ့တယ်။ခဏနေမစ်ဆူကီလှုပ်လာတဲ့မုတ်လေးကိုစားပြီးအချက်အပြုတ်တွေကကောင်းလိုက်တာ။အရင်ကထက်အများကြီးတိုးတက်လာတယ်။တေကြတာကောင်းလေးအတွက်အခုလိုမျိုးတွေပင်မခန့်စူးစမ်းနေတာဖြစ်ရမယ်လို့ပြောခဲ့ပါတယ်။အဲ့ဒါနဲ့မစ်ဆူကီကလည်းနေသတိထားပါ။အเจ้าမှာယူတိုအเจ้าမပြောပါနဲ့။သတိထားလို့ပြောခဲ့တယ်။ခဏနေတော့တငယ်ချင်းကလည်းဒီလောက်ကောင်းလေးအပေါ်ကောင်းပြီးအဆအဆအရာရာတွေးပြီးတဲ့ကောင်းမလေးကိုပြစ်သွားပြီးတခြားကဘာကိုသွားနေတယ်။ ီကောင်လေးပြန်လာမှဘာလို့မစ်ဆူကီလေးကိုထားသွားတာလဲဆိုတာကိုမေးမေးပြီးဆုံးမရမယ်လို့ပြောခဲ့တယ်။အဲ့ဒါနဲ့မစ်ဆူကီလေးလဲယူရိုလဲတခြားကဘာကနေပြန်လာဖို့ကြိုးစားနေတာပါ။သူလဲနီးလန့်မတွေ့သေးလို့မြင်နေတာပါ။ယူရိုကိုမကောင်းမပြောပါနဲ့ဆိုပြီးပြောခဲ့တယ်။ခဏနေတော့တငယ်ချင်းကမစ်ဆူကီနင်အရင်မယုံနဲ့နော်။ယူရိုကနင့်ကိုပြန်လာမယ်လင်လင်ပြောနေပြီ။ဘေးနားမှာရှိနေတဲ့ကောင်မလေးတွေကို EC ကလေးလုံနေတာနေမယ်။တတိလဲထားအောင်ဆုယုံမနေနဲ့လို့ပြောခဲ့တယ်။ဆိုတာကငါတို့နှစ်ယောက်လုံး ဒီနေ့လဲ New Year ကိုနှစ်ယောက်တည်းဖြတ်တန်းရအောင်မယ်ထင်ပါတယ်။ယူရိုလည်းပြန်မလာသေးတာကြောင့်တေချာတာနှစ်ယောက်တည်းဖြတ်တန်းရမှာ။အဲ့တော့ Mitsuki နင်းအညာငါအိမ်လာခဲ့။နင်းလည်းအထီးမကြံတော့ဘူး။အကင်အတူတူစားကြတာပေါ့လို့ပြောခဲ့တယ်။ Mitsuki လည်းတငယ်ချင်းစကားတွေကိုကြားပြီးစိတ်ညစ်သွားကာယူရိုကိုလည်းသတိရသွားခဲ့တယ်။ခဏနေတော့ Mitsuki လေးကသတိရသွားပြီးတငယ်ချင်းဆီယာတိုကိုကရှေဟောင်းတမိုင်းကျောင်းတွေတည်တယ်မလား။ဒါဆိုယူရိုရောက်သွားတဲ့ကဘာအကြောင်းကိုလည်းသူတိလောက်မလားလို့မေးတော့ဖြစ်နိုင်တယ်။သူတိလောက်မယ်။ သူကရှီယောင်းကဘာမြေအကြောင်းနေနဲ့ပတ်သက်ပြီးပါရဂူပွဲရထားတာသူ့ကိုသွားမေးရင်အဖြေတစ်ခုထွက်လာနိုင်တယ်လို့ပြောခဲ့တယ်အဲ့ဒါနဲ့မေဆူကီလေးတို့လည်းမစင်စားနေတော့ပဲချက်ချင်းပဲဆေးရတိုကိုစီထွက်လာပါတော့တယ်မေဆူကီလေးလည်းယူရိုကိုစိတ်ချပြီမဲ့ခုနကတငယ်ချင်းဖြစ်သူကပြောလိုက်တဲ့တခြားကောင်မလေးတွေနဲ့အင်းနေတယ်ဆိုတဲ့ဇာတ်ကြောင့်စိတ်တွေကြောက်ကြရဖြစ်ခဲ့ပြီးအဖြေရှာဖို့ကြိုးစားတော့တာဖြစ်ပါတယ်ဆေးရတိုကိုစီရောရောမေဆူကီလေးကအခုလိုနှစ်သက်ကူးနေမှာ အနှောက်အယှက်ပေးရတာအားနာပါတယ်။ဒါပေမဲ့စိတ်ထဲမှာအပြေရှာမရတဲ့ကိစ္စလေးကိုဆရာတူကိုများသိမလားဆိုပြီးလာမေးတာပါ။အားနာပါတယ်လို့ပြောခဲ့တယ်။ဆရာတူကိုလည်းအားနာစရာမလိုပါဘူး။တငယ်ချင်းပြောထားလို့ကြားသိမ့်သလောက်ကြားပြီးပါပြီ။တငယ်ချင်းကအတိတ်ကကဘာမျိုးကိုရောက်သွားတာလို့ပြောတယ်။ဒါကဟုတ်လားမဟုတ်လား။ဖြစ်တဲ့လားဆိုတော့ကိုယုံကြည်ရခန့်နေတာ။အပြေရှာနိုင်မှုအတွက်အသေးစိတ်လေးကိုမီဆူကီကပြန်ပြောပြပေးပါ။မီဆူကီပြောတာကိုနားထောင်ပြီး အကိစ္စကဖြစ်နိုင်လားယုံကြည်ရမလားဆိုတာပြန်စဉ်းစားရမယ်လို့ပြောခဲ့တယ်။ဒီလိုနဲ့မီဆူကီတယောက်ယူဒိုတခြားကဘာမျိုးကိုရောက်သွားတဲ့အကြောင်းအရင်းတွေတိုက်ပွဲဝင်ပုံတွေကိုအစာအဆုံးသေချာအသေးစိတ်ပြောပြနေခဲ့တယ်။အခုထိတိုက်ပွဲတွေတိုက်နေရပုံခေါင်းဆောင်လူနေရတာတွေလက်နက်အင်အားတွေနဲ့ပတ်သက်ပြီးလဲအသေးစိတ်ပြောပြတော့ဆီယာတူကိုကစိတ်ဝင်စားနေခဲ့တယ်။မီဆူကီပြောတာတွေကိုနားထောင်ပြီးဆီယာတူကိုကလင်းနေတာမဟုတ်ဘူးဆိုတာသိသွားခဲ့တယ်။ချက်ချင်းပဲသေချာတာအဲ့ဒါဆက်စုပ်ဖွဲ့ကောင်းတဲ့ဝင်ပလွေမျိုးနယ်တွေကို ိုနီဆာမာကရောက်သွားတာပြီးတော့သူတိုက်ခိုက်နေရတဲ့လူတွေကလည်းတအူးနဲ့တအူးဆက်ဆက်နေတာသူအင်အားကြီးမားတဲ့ဆိုတော့လိုက်တင်းခေါင်းဆောင်ကလည်းအရင်ခေါင်းဆောင်နေနဲ့အချင်းချင်းဆက်နွယ်နေတာသူတို့မျိုးရုပ်ကုံတွေဆွေတော်မျိုးတွေကရှာဖွေရလဲခတ်တယ်လို့စဉ်းစားရလဲကြက်တယ်လို့ပြောခဲ့တယ်ပြီးတော့ပန်သားခေါင်းဆောင်လူနဲ့ဖန်နီရှာတို့ကဆွေတော်မျိုးတော်တွေဖြစ်တာကြောင့်ဆက်ဆက်ကြည့်ရင်အကုန်လုံးကဆွေမျိုးနီးပါးတော်ပြီးတိုက်ခိုက်ဖြူရီကလည်းနီးဆက်နေတာလို့ပြောခဲ့တယ်ဖန်နီရှာနဲ့ရန်ကလည်းသွေးမျိုးနီးနီးတော်တွေဘာလို့လဲဆိုတော့ ဝင်ပလီမျိုးနယ်ဆလာကလေးကသူတို့ကဆက်ဆက်လုတ်ကင်လာတာကြောင့်ခံမှန်းရလဲခက်တယ်လို့အဖြေရှာဖို့လဲခက်တယ်လို့ပြောခဲ့တယ်ခဏနေတော့ဆီယာတိုကိုကယူရိုကဂျပန်လူမျိုးပင်မဲ့ငါတို့လိုမဟုတ်ဘူးမလားအနဲ့ရောင်စပင်းမျက်လုံးအနဲ့ရောင်လားလို့မေးတော့မေဆူဂီကဟုတ်တယ်လို့ပြောခဲ့တယ်ဒါဆိုအရင်ခေတ်ကဘာကအနဲ့ရောင်ဘလူးဆိုတာရှိတယ်သူကကဘာ၉ခုလောက်ကိုပတ်သိမ်းပြီးမီးလောင်တိုက်သွင်းခဲ့တာတိတ်ကိုတော်ပြီးထက်မြက်လွန်လာတဲ့တပ်သားတွေကအချိန်ခဏလေးအတွင်းမှာသူ့လက်နဲ့တလက်ကိုသာတုံးပြီးအနံ့ယူနိုင်လာကြောင့် အနဲ့ရောင်ဘလူးတို့အများကခေါ်ကြတာဖြစ်တယ်။တေဂျာရာအဲ့အဲ့နဲ့ရောင်ဘလူးနာမည်ကဆက်လို့အမည်ရတယ်။တေဂျာရာယူတို့နာမည်ကို ပေါင်းဆက်လိုက်ရင်ဆက်ဆိုတာဖြစ်လာတယ်။အဲ့ဒါကတော့ယူတို့ကအတိတ်ဘဝကအနဲ့ရောင်ဘလူးမှော်ပညာတွေပေါင်းဆက်ပြီးအားကြီးလာတဲ့လူတစ်ယောက်ဖြစ်လာတယ်လို့သတ်မှတ်နိုင်တယ်လို့ပြောခဲ့တယ်။အဲ့ဒါနဲ့မီဆူဂီကလည်းစိတ်တွေရှုပ်လာပြီးဒါဆိုဆီယာတိုကိုပြောဖို့အရာဆိုယူတို့ကဒန်နာကြီးအတိုင်းသွားနေတာလားလို့မေးခဲ့တယ်။ဒါကိုဆီယာတိုကလည်းအဲ့ဒါတော့မဖြစ်နိုင်ဘူး။ တေချာပြောပြလို့မရဘူးဒဏ္ဍာရီအတိုင်းသွားနေတာလားလို့ပြောရအောင်လေသူကအတိတ်ကိုပြန်သတိရပြီဒီဘဝကို မေ့နေမှရမှာလေအခုယူရိုကအတိတ်ကိုလည်းသတိရသလိုဒီဘဝကိုလည်းသတိရနေတာအဲ့ဒါကလည်းစဉ်းစားရကြသလိုထူးခြားတယ်လို့ပြောခဲ့တယ်မစ်ဆူကီလည်းယူရိုဇက်ကြောင်းတွေကိုပိုပိုစဉ်းစားရကြသလိုဆီယာတူကလည်းပြောနေရင်ဇက်ကြောင်းဖြည့်ရင် တော်တော်ကိုဖြည့်ရခက်နေပါတော့တယ်အဲ့ဒါနဲ့ဆီယာတူကလည်းတေချာတာကအဲ့ဒန်နာကြီးခေတ်က1000 BC လောက်လို့ပြောကြတယ် ဒါပေမဲ့ယူရိုကဘယ်ခေတ်ရောက်နေတာလဲလို့မေးတော့မီဆူကီကယူရိုပြောနေကြ1500 BC ခေတ်လို့ပြောပြခဲ့တယ်။ဒါဆိုရင်ဒန်နာယီမစခင်အချိန်တစ်ခုဖြစ်နိုင်တယ်လို့ပြောနေရင်မီဆူကီကလန့်သွားခဲ့တယ်။ဘေးနာတငယ်ချင်းကလည်းမီဆူကီဘာဖြစ်တာလဲအဆင်ပြေလာမေးတော့မီဆူကီလည်းပြန်စင်းစားမိသွားပြီ။ဒါဆိုဒန်နာယီဇလန်အဆုံးမှာဖန်နီရှာတို့ကတေးသွားတာမလား။ဒါဆိုတိုက်ပွဲတွေအဆုံးမှာယူရိုလည်းတင်မှာပေါ့နော်လို့ပြောပြီးမီဆူကီလည်းလန့်နေပါတော့တယ်။အဲ့ဒါနဲ့ဆီယာတိုကိုကလည်း မစ်ဆူကီအရန်ကြီးစိတ်မပူပါနဲ့ဒန်နာကြီးနဲ့အပြင်တွေကကွာခြားချက်အများကြီးရှိပါတယ်အတိတ်ကဖြစ်ခဲ့တဲ့အတိုင်းအပြင်မှာလည်းဖြစ်ချင်မှဖြစ်မှာတကယ်လက်တွေ့မှာဖြစ်လိမ့်ဖြစ်တာမရှိပါဘူးစိတ်မပူပါနဲ့လို့ပြောခဲ့တယ်ခဏနေပြန်ဖို့လို့တော့မစ်ဆူကီလေးကတောင်းပန်ပါတဲ့ဆရာတို့ကိုအကူအညီမပေးတဲ့အပြင်အနောက်အရှက်လာပေးမိလို့ခွင့်လွတ်ပါလို့ပြောခဲ့တယ်ဆရာတို့ကလည်းမစ်ဆူကီလေးစိတ်မညစ်ပါနဲ့အတိတ်ကအတိုင်းဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးကွာခြားချက်တွေရှိတယ်အတိတ်မှာမှားလဲ အပြင်မှာမှန်ကျင်မှန်နေမှာဒါကြောင့်ဘာမှစိတ်မညစ်နေနဲ့ယူရိုကတေချာပေါက်လမ်းတွေပြီးပြန်လာမှာပါဒန်နာယီလိုမဖြစ်ဘူးလို့အားပေးခဲ့တယ်အဲ့ဒါနဲ့မေဆူဂီကလည်းနောက်ကျနေအောင်နေခွင့်ပေးခဲ့တဲ့အတွက်ဂျေဆုအများကြီးတင်ပါတယ်နောက်ထပ်အကူအညီလိုရင်ကူညီပေးပါလို့ပြောခဲ့တယ်အဲ့ဒါနဲ့ဆီယာတိုကိုကလည်းအဆင်ပြေပါတယ်ငါလည်းနောက်ထပ်နီလန်နေကူညီလို့ရမာတွေကိုစဉ်းစားလိုက်ပါဦးမယ်လောလောဆယ်အိမ်ပြန်လိုက်ပါဦးမယ်ဘာမှစိတ်ညစ်စရာတွေတွေးမနေနဲ့လို့ပြောခဲ့တယ်မေဆူဂီတယောက်အပြင်ရောက်နေတော့ တဖက်ယူတူလေးကဖုန်းနဲ့ဇက်တိုက်ခေါ်နေခဲ့တယ်ဖုန်းခေါ်တာခါတိုင်းဆိုချက်ချင်းကင်ပြီးအခုမကင်တာကြောင့်ယူတူတယောက်ကဘာတွေပြက်နေပါတော့တယ်ဘယ်တွေသွားနေကြလဲဘယ်စီရောက်နေကြလဲဆိုပြီးစိတ်တွေပူနေခဲ့တယ်ယူတူတယောက်ထွက်လာတော့စစ်သူကြီးကတခင်မအေးသေးဘူးလားဆိုပြီးမေးခဲ့တယ်ယူတူလည်းမအိတ်ချင်သေးတာနဲ့ထွက်လာပြီးနေရောက်သားတစ်ခွက်တစ်ဖလားတောက်ကြပါတော့တယ်တောင်းနေရင်းနဲ့စစ်သူကြီးငါ့ကိုတစ်ချက်လောက်ခက်ပြင်းပြင်းလေးထိုးလိုက်ပါလားလို့ပြောခဲ့တယ်စစ်သူကြီးကလည်းအရှင်မဟုတ်တာဘာလို့ထိုးရမှလဲလို့မေးလိုက်တော့အရင်တစ်ခေါက်ကပန်တာတိုက်ပွဲတုန်းက ငါတုတ်ဆန်းခဲ့လို့တိုက်ပွဲအရင်မှနှောင်နေသွားခဲ့ရတာအဲ့ဒါကြောင့်အားလုံးပြားရီများခဲ့ရတာငါတူဝေခဲ့လို့ဆိုပြီးပြောခဲ့တယ်စစ်သူကြီးလဲအရှင်မမပါဘူးအရှင်ကဒီလောက်ဝင်ပလွေမျိုးနဲ့ကိုဂုံးတက်အောင်ကဲပေးထားတာဝင်ပလွေက အရှင်ရောက်လာပြီးကလေးကတိုးတက်အောင်မြင်လာတာအရှင်စူးစမ်းတာတွေအများကြီးမလို့ကျွန်တော်မျိုးတို့ကကျေးဇူးတင်နေတာလို့ပြောခဲ့တယ်အဲ့ဒါနဲ့ယူတို့လဲစစ်သူကြီးနောက်တော့ခေါက်သေချာပေါက်နိုင်ရမယ်လို့ပြောကတခွတ်မောလိုက်ပါတယ် တနေ့တော့ယူတိုကစစ်သူကြီးတေချာပေါ့ဒီဒီခါပန်တာစစ်ပွဲကိုနိုင်အောင်တိုက်နိုင်မယ့်လူကရန်ပဲရှိတာဒါကြောင့်စစ်သူကြီးကရန်ကိုတေချာပေါ့လမ်းပြပေးပါလို့ပြောနေကြတာကိုရန်တယောက်ကြားသွားခဲ့တယ်ရန်လေခမဲတော်ကသူ့အပေါ်အဲ့လောက်စေတနာထားတာတည်သွားပြီးဝမ်းနေမလို့ဖြစ်သွားခဲ့တယ်ခဏနေတော့ရန်ကဖန်နီရှာတို့ကိုခေါ်လာပြီးယူတိုအတွက်လက်ဆောင်ပြင်ထားတဲ့မော်ဝွေယုံပြခဲ့တယ်ဖန်နီရှာတို့ကလည်းသဘောကျသွားပြီးရန်ပြင်ဆင်ထားတာလားလို့မေးခဲ့တယ်ရန်လေခမဲတော်အတွက်ဝွေယုံတစ်ခုလိုနေတာကြောင့်အမြန်ဆုံးစီစဉ်ပေးပြီး ချုပ်ပေးလိုက်တာလို့ပြောခဲ့တယ်။တစ်ဖက်မှာလည်းပန်းသားခေါင်းဆောင်လူကယူရိုကိုကဘာမြေကနေထွက်သွားအောင်ဘယ်လိုလုပ်ရမလဲဆိုပြီးခေါင်းကိုက်နေခဲ့တယ်။မဖြစ်နိုင်ဘူးဆိုတာသိနေပေမဲ့ယူရိုကိုမုန်းတည်နေတဲ့စိတ်ကဘလို့မှဖျောက်ဖျက်လို့မရတာကြောင့်စိတ်တွေတုန်နေခဲ့တယ်။ယူရိုတယောက်စစ်သူကြီးနဲ့စကားဝိုင်းပြီးလို့ပြန်ထွက်လာရင်မီဆူကီစီကဖုန်းဝင်လာခဲ့တယ်။မီဆူကီလေးက Happy New Year လို့နှုတ်ဆက်လိုက်တာကြောင့်ယူရိုကပြောသွားခဲ့တယ်။ဘာလို့ခုနကဖုန်းဆက်နေတာမကိုင်းတာလဲ။စိတ်ပူနေတာသိရလားလို့မေးလိုက်တော့မီဆူကီလေးက အဲ့ဒါကိစ္စတစ်ခုရှိလို့ပါစိတ်ထဲအဆင်မပြေဖြစ်ခဲ့လို့ဖုန်းမကန်လိုက်တာလို့ပြောလိုက်တယ်။အဲ့ဒါနဲ့မစ္စူကီလေးလဲယူရိုကိုသူကြားခဲ့တာတဲ့အကြောင်းအဆုံပြောလိုက်ရင်ယူရိုကတော့ခအေးပါပဲ။ဘာမှအထွေးတလဲပြန်မပြောခဲ့ပါဘူး။နှစ်ယောက်သားစကားကောင်းနေရင်ယူရိုကဖုန်းအားသွားတာကြောင့်မစ္စူကီလေးကစိတ်တူပြီးကြံခဲ့ပါတော့တယ်။ခဏနေယူရိုလဲအိမ်မရလို့လမ်းလျှောက်ထွက်ရင်ဈေးနားမှာလူတစုရန်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ယူရိုလဲဝင်သွားတော့လူမိုက်တွေကဝေးဝေးမှနေမင်းတော့တေတော့မှာပဲလို့ပြောတော့ခရစ်စတိုက မင်းတို့ခေါင်းဆောင်ကိုဘာထင်းနေလဲဒါကဝင်းပလီခေါင်းဆောင်လို့ပြောပြီးဥညွန်ခိုင်းရင်အပိုင်းရှစ်ဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်ပရိသတ်ကြီးရဲ့နောင်လာမယ့်အပိုင်းကိုဇလန်းလေးမှာတော့ယူရိုနဲ့လူမိုက်တွေဘလို့ခရီးဆက်မလဲဆိုတာကိုဇေဝင်စားပွဲစောင့်မျှကြည့်ရှုပေးပါအောင်နော်